အားလုံးပဲမင်္ဂလာပါရှင်။အိမ်တိုင်းမှာအလွယ်တကူလှုပ်ရှားလို့ရတဲ့ကိုရီးယားကျဲဥလိကျော်လေးအလွယ်လှုပ်ရှားပြလို့လက်နီလေးကို မျှဝေပေးခြင်းပါတယ်ရှင်။ကျဲဥလိထဲမှာထည့်ကြဖို့အတွက်ကျဲဥဆောင်တစ်ချောင်းကိုပပလှပြီးတော့အတုံးတတိလေးတွေလှီထားပေးပါမယ်ရှင်။ကျဲတုံဒီကြလုံးကိုလည်းခုလိုမျိုးပပလှပြီးတော့အတုံးတတိလေးတွေတုံးထားပေးပါမယ်။ ပြီးရင်တော့စစ်တုံးမအင်းငယ်ကိုလည်းပြီးထားလိုက်ပါမယ်ရှင်။မုံလာဦးနေအသေးတစ်ပိုင်းစာလောက်ကိုလည်းပပားလေးတွေလေးပြီးတော့အတုံးတတိလေးတွေပဲလှိထားပြီးလိုက်ပါမယ်ရှင်။အားလုံးလေးပြီးသွားပြီဆိုရင်တော့အခွက်တစ်ခုထဲမှာကျက်ဥတွေကိုဖောက်ထည့်ပါမယ်။ကျမကတော့ဒီနေ့ကျက်ဥအနေတော့၅လုံးကိုသုံးထားပါတယ်ရှင်။ အရသာအတွက်ကတော့စားအနေငယ်ထဲပါမယ်။တကြားကိုတော့ထမင်းစားစွန်းနဲ့တဝက်ခန့်ထဲပါတယ်။အနက်နဲ့အရသာအတွက်ကတော့ငရုကောင်းမှုအနေငယ်လေးထပ်ပြီးတော့ထည့်လိုက်ပါမယ်။ပြီးသွားပြီဆိုရင်တော့ကျဲဥအနှစ်အကအားလုံးပောင်းဝိုက်ပစ္စည်းတွေတမတော့အောင်လို့တည်တည်ချာချာလေးမှုတ်ပြီးလိုက်ပါမယ်ရှင်။ အားလုံးသမားအောင်ွေပြပပြီဆိုရင်တော့ကျမတို့ဘုနကကလိထားတဲ့ပါဝင်ပစ္စည်းတွေကိုထည့်ပြီးတော့နောက်တစ်ကြိမ်ထည့်ပြီးတော့တည်တည်ဆတ်ဆတ်လေးွေပြလိုက်ပါမယ်ရှင်ဒီနေရာမှာပြပြလေးဖြစ်နေတဲ့အတွက်ကြောင့်မလို့ကျမကရေကိုထမင်းစားစုံးနဲ့နှစ်စွမ်းစာလောက်ထည့်ပြီးတော့ွေလိုက်ပါတယ်ဒီနေရာမှာ ရေစားနွားလို့ဆိုလို့ရှိရင်တော့ပို့ပြီးတော့ခါပါတယ်ရှင်အနုထည့်ရင်တော့အရတိုင်စိတ်စိတ်လေးနဲ့ပို့ပြီးတော့စားကောင်းပါတယ်ရှင် ကျွန်မကတော့နှာလို့မရှိလို့ရှိပဲထည့်လိုက်ပါတယ်။အားလုံးတမအောင်ဝေပြီးသားပြီဆိုရင်တော့ကျမတို့ကြောင်းမဲ့ဥရဲကိုစီအနေငယ်ထည့်ပါမယ်။ဒီနေရာမှာစီစားထောပဲ့လေးထည့်တယ်ဆိုလို့ရှိရင်တော့ပို့ပြီးရအနက်လေးမွေးပြီးစားကောင်းပါလိမ့်ရှင်။စီပူလာပြီဆိုရင်တော့မွေးထားတဲ့ကျဲ့ဥတွေကိုနည်းနည်းချင်းစီလောင်းထည့်ပါမယ်။ပြန်တော့မျက်နှာပြင်လေးတွေညီအောင်လို့အခုလိုမျိုးလေးလိုက်ပြီးတော့ညှိပေးလိုက်ပါမယ်နော်။ အထူပန်းကြီးတော့ကြက်တာလေးအကျက်နေပြီးတော့ကျမတို့လေးတဲ့ခါမှလည်းပို့ပြီးတော့အဆင်ပြေစေပါရစေ။ကျမတို့ကြောင်လာရင်နဲ့အပေါ်ရင်မျက်နှာပြင်လေးကအယောင်ပြောင်းပြီးတော့တက်ခန်လေးနေထားလေးဖြစ်လာပြီဆိုလို့ရှိရင်တော့တစ်ဖက်ချမ်းကလေးစပြီးတော့လေးလိုက်ပါမယ်။ကျမတို့ခုလိုမျိုးလေးပေါ့နော်တလှချင်းစီလေးဖြည်းဖြည်းချင်းလေးပြေးပြီးတော့အစလိုက်တဲ့ဗချမ်းကိုပဲအသားလေးဆွဲပြီးတော့ကပ်ပြီးလိုက်ပါမယ်။ ပြီးရင်တော့ဒေအိုးရဲ့လူတွေရဲ့နေရာကိုစီနေငယ်ထက်ထည့်ပြီးတော့စံနေသေးတဲ့ကျဲဦးနေရီကိုလည်းအထူးပါလေးနေအောင်လို့ထက်ထည့်ပြီးတော့ကြော်ပေးလိုက်ပါမယ်။ခုလိုမျိုးကြတာဒေအိုးကအဝိုင်းမဟုတ်ဘဲနဲ့လီးတောင်လေးဆိုလို့ရှိရင်တော့ပို့ပြီးတော့ကောင်းတယ်ပေါ့နော်။ဘေးနှက်ခက်ခက်လေးညီညာလေးနဲ့ကြည့်ရတာလေးပို့ပြီးတော့လှလှပပလေးဖြစ်တယ်ပေါ့နော်။ ကျမမှာတော့ဒေဦးကအဝိုင်းလေးပဲရှိလို့လလပပလေးတော့ဖြစ်မနေဘူးပေါ့နော်အဲ့ဒါလေးကိုတော့တည်ခင်ပြီးတော့ကြည့်ပေးကြပါရှင်နောက်ထပ်ထဲတဲ့အလွှာလေးလည်းကြက်လာကနေပြီဆိုလို့ရှင်တော့ဂုဏခလူမျိုးလေးပဲလိတ်ပြီးတော့မီအေးလေးနဲ့ပဲကြော်ပြလိုက်ပါမရှင်ကျမကတော့အလိတ်အနေထားကတော့ဒလပ်ကြည့်ပဲကြော်ပါတယ်အရင်အကြည့်ကြည့်ဖြစ်အောင်ကြော်တော့ပါဘူးရှင်ကျန်နေတဲ့ဥစ္စာကိုတော့နောက်ထပ်တစ်လိတ်ထည့်ပြီးတော့ကြော်လိုက်ပါမယ် ကျမဒီနေ့ကျဲဦးငါလုံးကျော်တာဒီလေးနေသားကိုနှစ်လေးရပါတယ်ရှင်။အလုံးပြီးသွားပြီဆိုရင်တော့ကုလိုချင်တဲ့အရွယ်နေသားလေးလှိလိုက်ပါမယ်။လောရရလဲလွယ်တယ်စားလို့လဲကောင်းတဲ့အတွက်ကြောင့်ကလေးရောလူကြီးရောစိတ်နှစ်သက်ကြမယ်လို့ထင်ပါတယ်ရှင်။ ပြီးရင်တော့မိမိနှစ်သက်ရအချင်းရင်းလေးနဲ့စားသုံးနိုင်ပါတယ်ရှင်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါတယ်ရှင်။နောက်ထပ်ဗီဒီယိုလေးတွေမှာလည်းပြန်ပြီးတွေ့ကြပါမယ်နော်။